ဘာကြောင့်မမာနတွေကဖြစ်နေတာတုံးလို့စီသိကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နဲ့လို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနဲ့လေလေမမာနကြီးလေလေပဲဘုရင်တို့ဘေးတပေါင်းတော်တို့ငငယ်တုန်းကနော်ဇဗနံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှစ်ဆန်တဲနေလို့လို့သင်ခဲ့ရတယ်ဟုတ်လားဩဇဗနံလေးကထောင်း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 ဖြစ်နေတယ်ဆိုတော့ထဲထဲမှာဘာအနှင်းမှမရှိဘူး ဒါကြောင့်မလို့သူကထောင်းထောင်းထောင်းဖြစ်နေတယ်။အဲ့ဒါလိုငိုက်နေတဲ့ဇဗလံလေးနဲ့နော်ထောင်းနေတဲ့ဇဗလံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအတိညာဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်။အတိညာဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာ။ဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘဝမှာမမနာတွေဘာကြောင့်ဖြစ်နေတာတုံးလို့စိတ်စစ်ကြည့်လို့ရှိရင်နော်အတိညာပညာနေလို့ဟုတ်ရဲ့လား ဘုရင်တို့မဟာဝိဇယတုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏိကုံကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်။ဣတာတိတေနကာယေနယောမေညိဥဏမေတဝေပရံဝါအဝါဇန္နေယကိမေညတရအာဒတနာနော်ဒီကာထာလေးအလုံးမမှတ်စရာကောင်းဣတာတိတေနကာယေနယောမေညိဥဏမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရံဝါအဝါဇန္နေယသူတော်ဘာကိုမထင်မဲမြင်ပြုတယ် မိမိကိုကိုမြင့်တင်တယ်သူတော်ကိုနှိမ့်ချတယ်ဆိုတာကိမင်ညတရာအတ္တနာမတိမြင်ခြင်းတည်းဟူသောအကြောင်းကြောင့်မှလို့ပြဆိုပြဟောတာဆိုလိုတာကကိုယ်ခန္ဓာရဲ့သဘာဝအမှန်ကိုယ်ဘဝရဲ့သဘောအမှန်တွေကိုမတိတာကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာကိုယ့်ကိုယ်ကိုမြင့်တင်ကြတယ်သူတော်ကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အကောင်းဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်ပြက်မျိုးနဲ့ ဘာမှမမနာတက်เสียအကြောင်းမရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်ရလားနော်ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့သူတော်ကိုနှိမ့်ချနေတာကိုယ့်ကိုယ်ကိုမြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတာနော်ဆိုလိုတာကကိုယ့်ခန္ဓာရဲ့အကြောင်းကိုကိုယ်တကယ်မသိလို့သူတော်ကိုနှိမ့်ချတာကိုယ့်ကိုယ်ကိုမြင့်တင်တာအဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကို သိရင်သိသလောက်အဲ့လို မမနာတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူးဟုတ်ရဲ့လား အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုတရားသမားတို့ဦးဇင်းတို့တွေကအတိများအောင်ကြိုးစားရမယ်ပေါ့အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အားဖြင့်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတီးမြဲဘူးဆိုတဲ့အနေစာသဘောရှိတယ်။ဘယ်သူမှမငင်းနိုင်ဘူးဟုတ်တယ်မဟုတ်လား။တော့မတီးမြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းတယ်လို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်။ပြီးတော့ဒီခန္ဓာရဲ့သဘာဝဆိုတာ ကိုကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာမရှိဘူးအဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောဟာဘလို့ရှိလဲလို့မေးရင်အနေစာဒုက္ခအနတ္တသဘောရှိတယ်လို့ဒီလိုပဲဖြေကြရလိမ့်မယ်